မေဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာကဒီနေ့မှာတော့2025ခုနှစ်မေလအတွက်ငါးလပိုင်းတလတာဗုဒ္ဓဘူးရဟောတာသမီးမိတ်ဆွေတွေအတွက်တလဆာကံကြမ်းမရှောင်းရဆောင်ရအတွက်ဟောကြားပြီးမှာဖြစ်တဲ့အတွက်ဗုဒ္ဓဘူးရဟောတာသမီးတွေပါဆရာကို share ပေးတော့ကြပါဦးမိတ်ဆွေဗုဒ္ဓဘူးရဟောတာသမီးများဘယ်ကရှိနေရလဲဆိုတာလေဆရာကို comment လေးရေးပေးပါကြပါဦးခင်ဗျာနော်ဒီလတာအတွက်ဒီမှာဆိုရင်ဗုဒ္ဓဘူးရဟောတာသမီးမိတ်ဆွေများ2025ခုနှစ်ငါးလပိုင်းတွင်မှာမိတ်ဆွေမိတ်ဆွေတို့ရဲ့လက်ရှိစိတ်ထဲမှာ ဗုဒ္ဓဘုရားအတန်းမြတ်မိတ်ဆွေများအနေနဲ့မိတ်ဆွေတို့ရဲ့စိတ်ထဲမှာလက်ရှိကာလအတိုင်းတာတော်တော်များဆိုလို့ရှိရင်တော့ဘာဖို့ဖြစ်ဖြစ်ဥစည်းဥဆောင်လုပ်ပါရရားဝင်နဲ့ရှေ့တို့လုပ်ဆောင်ပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိပါလိမ့်မယ်လက်ရှိမိတ်ဆွေတို့ရဲ့စိတ်ထဲမှာလက်ရှိဖြစ်ပေါ်နေတဲ့စိတ်ဆိုလို့ရှိရင်ခྱི་သွားခြင်းနဲ့စိတ်တွေခྱི་ထွက်ခြင်းနဲ့စိတ်တွေပေါ်နေတာမျိုးတွေအဲနိုင်ငံခြားခྱི་သွားတဲ့ပတ်သက်ပြီးဖြစ်စီရေလမ်းကြောင်းခྱི་နဲ့ပတ်သက်ပြီးဖြစ်စီလက်ရှိရှိနေတဲ့နေရာကနေပြီးတော့ရောက်ထွက်သွားခြင်းနဲ့စိတ်လက်ရှိရှိနေတဲ့နေရာကနေပြီးတော့တနေရာရာကိုပြောင်းလဲပြောင်းသွက်သွားခြင်းနဲ့စိတ်မျိုးတွေပေါ်နေတော့ကာလဖြစ်ပါလေဒါကြောင့်ဗုဒ္ဓဘုရားတော် မိတ်ဆွေတွေနဲ့လက်ရှိကာလနိုင်ငံတော်တွေမှာဆိုရင်ခရီးထွက်တာမျိုးခရီးသွားတာမျိုးတွေအရယ်ဘာမှစိုးရိမ်စရာမရှိဘူးခရီးသွားလို့ကောင်းတယ်သို့တော့ဒီလာတာတော်တွေမှာစက်ပစ္စည်းရင်နဲ့ပတ်သက်လို့ရှိရင်ဝယ်တာမကောင်းဘူးအဲစက်ပစ္စည်းရင်နဲ့ပတ်သက်ရင်ကိုကိုယ်မောင်းနေတဲ့အခါမှာလည်းတတိထားမောင်းနေပြီးတော့ဆင်ကျင်ပြီးတော့ဆောင်ရွက်မောင်းနေစီလို့ကြောင်းထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာ ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်စွစွဝေါကတော့ဘာမှမရှိဘူးကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်အသွေးသားနဲ့ပတ်သက်တာမျိုးလေးတွေသွေးတိုးသွေးတက်တာမျိုးလေးတွေကြုံရတတ်တယ်အမျိုးသမီးများအနေနဲ့ဆိုလို့ရှိရင်တော့ဗိုလ်ထူးရောက်သားသမီးများအနေနဲ့လက်ရှိမှာမိတ်ဆွေတို့အနေနဲ့ဟိုအမျိုးသမီးတွေဖြစ်တတ်တဲ့အဲကျမ်းမာရေးတွေအသွေးသားဆိုင်ရာကိစ္စလေးတွေမှာတော့သတိထားဆင်ခြင်ပေးဖို့လိုအပ်ကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့သတိပြုဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ခီးသွွားကိစ္စလေးတွေကြောင့်ဝေကုန်ကြီးကြအများရတာမျိုးစက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့ခဏခဏအပြည့်အစုံလေးတွေပေါ်တက်တော့ကြောင်းစက်ပစ္စည်းရင်နဲ့ပတ်သက်လို့ရှိရင် အငွေကြေးကုန်ကြများတက်တယ်ဒီကနေ့တော့ဒီမှာပစ္စည်းပြောက်တာမျိုးပတ်စံတခေါခိုးခံရတာမျိုးအဆက်ပစ္စည်းရင်းနဲ့ပတ်သက်ပြီးတော့အပြောက်ရှာလေးတွေကြုံရတက်တဲ့အတွက်ကြောင့်တော့တတိထားဆင်နေပေးရလိုအပ်ပါတယ်ငွေကြေးနဲ့ပတ်သက်လာရင်ကြီးရငါးတာမျိုးလေးတွေမှာအတက်နိုင်ဆုံးဂိမ်းဆိုင်ပါအထူးသဖြင့်ဆွေနှုတ်သားချင်းနဲ့ပတ်သက်လာမျိုးလုံငန်းအလုပ်တူတွေနဲ့ပတ်သက်ပြီးတော့ကြီးလိုက်ခါမှဆုံးသွားတာမျိုးပြန်မရတာမျိုးတွေဖြစ်ရတက်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်ရင် နည်းနည်းလေးရှိတာငါးတာမျိုးလေးတွေမှာကိုယ့်အနေနဲ့မိမိတို့အနေနဲ့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးရှိတာငါးတာလေးတွေမှာတော့အတက်နိုင်ကိုတတိပြုဆင်ခြင်ရလိုအပ်ပါတယ်ခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြများရတာမျိုးလေးတွေငွေမမြဲတာမျိုးလေးတွေဖြစ်ရတတ်တယ်ဒါအပြင်အထက်အသိလုပ်ငန်းလေးတွေနဲ့ပတ်သက်ပြီးတော့အဝယ်စားလေးတွေနဲ့ပတ်သက်ပြီးတတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်တို့အပြင်မိတ်ဆွေစနေသားသမီးမိတ်ဆွေတွေကလက်ရှိကာလအတိုင်းအတာပေါ်တွေမှာဆိုလို့ရှိရင်တော့ ဖြစ်နိုင်ရင်မိမိတို့အနေနဲ့အဲဘာသာရေးကိစ္စတွေဘာသာရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဝေဖန်တာမျိုးတိုက်ခိုက်တာမျိုးတွေကမိတ်ဆွေတွေရဲ့ကံကိုအားနည်းတာမျိုးဖြစ်စေမိမိရဲ့အထက်လူကြီးအကြီးအကဲနဲ့ပတ်သက်ပြီးတော့အဲပြောဆိုတာမျိုးလေးတွေဟာအဲဝေဖန်တာမျိုးလေးတွေကမိတ်ဆွေတွေရဲ့ကံကိုအားနည်းကြံ့ကြာတတ်တဲ့အတွက် တော့ဒီအချက်လေးတွေကိုသတိပြုရလိုအပ်ပါတယ်သတိထားစရာလေးတွေကိုပဲဆရာကဆက်မှာပြလိုက်ပါမယ်ဒီလ9လပိုင်းတွင်မှာဝတ္ထုရောက်တဲ့သမီးတွေအထူးသဖြင့်ဘာကိုဖြစ်ဖြစ် ငွေကြီးနဲ့ပတ်သက်လာလို့ခကြီးတတ်ရင်ငွေကုန်ကြေးကြမရတာမျိုးလေးတွေကြုံရတတ်တယ်ငွေမမြဲတော့လာဖြစ်တယ်ဒါပြီးတဲ့အခါသာသမိကိစ္စလေးတွေကြောင့်ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြများရတတ်တယ်ဒါအပြင်အထယ်လေးဒီဒီပနဲ့ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတဲ့အခါနည်းနည်းလေးအားနည်းတာမျိုးစိတ်ကြိုက်မကြတာမျိုးလေးတွေအဲမိတ်ဆွေတို့အနေနဲ့စတင်လှုပ်ဆောင်ရတော့အားနည်းသောကာလအပိုင်းခြားကာလကိုဖြစ်ပေါ်တတ်သောလာဖြစ်ပါတယ်ခင်ဗျာထို့အပြင် အထက်လူကြီးအကြီးအကဲတွေရဲ့နည်းနည်းလေးစိတ်ပန်းလူပန်းစိတ်မိုးလူမဖြစ်ရတာမျိုးလေးတွေအထက်လူကြီးအကြီးအကဲတွေရဲ့စီကံအသည့်စီးမြအသည့်တွေကြောင့်ဘဏ္ဍပစာလေးတွေဖြစ်ရတာမျိုးလေးတွေနားလည်မှုလွဲတာမျိုးလေးတွေကြုံရတတ်တော်လားဖြစ်ပါတယ်။တခုကိုးခံရတာမျိုးပတ်စံပြောက်တာမျိုးအဲ ပစ္စည်းပြတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တော့တတိယစစ်နယ်ပြည်ရန်လိုအပ်သောလာဖြစ်ပါတယ်။ဒါဆိုရင်ကျန်တာဘာမှစိုးစိုးဝါးဘာမှမညံ့နေဘူး။သို့တော့အိမ်ဆောက်တာမျိုးလေးတွေမကောင်းပါဘူး။အိမ်ဆောက်တာမျိုးလေးတွေဟာဆက်တင်ဆောက်တာမျိုးအိမ်ဆောက်လက်ဆအိမ်နေဆောက်ဟိုဆောက်လက်ဆတပိုင်းတစ်ဆမပြီးမဖြတ်သေးတော့အိမ်တွေကိုဝယ်တာမျိုးတွေကမိတ်ဆွေတွေရဲ့ကံကိုအားနည်းစေတာကလို့ကျန်တာတော့ဘာမှမတွေ့ရပါဘူး။ လက်ရှိမှာမက်ရှယ်လိုအနေနဲ့စီမင်းစီကားနဲ့ပတ်သက်ပြီးတော့အဲချုပ်ရှဲတယ်လို့ခန်းစားနေရတာမျိုးလေးတွေကြောင့်ရုံးထွက်သွားခြင်းနဲ့စိတ်အဝေးကိုပြေးထွက်သွားခြင်းနဲ့စိတ်တွေပေါ်နေပါတယ်ဒီငါးလာပိုင်းတွေမှာဗိုလ်တခုရောက်တာသမီးတွေအနေနဲ့အကျိုးပြုစေတော့လုပ်ငန်းများကိုဆက်လက်ပေါ်ပြပေးပါသည်ဗိုလ်တခုရောက်တာသမီးတွေအနေနဲ့ဒီငါးလာပိုင်းတွေမှာဆိုလို့ရှိရင်တော့အိုး အိမ်ဆောက်တယ်မကောင်းဘူးအိုးအိမ်ချမ်းပြီးဝယ်လာမျိုးတွေအကျိုးပေးပါတယ်ဒါအပြင်အများနဲ့ပတ်သက်တာမျိုးတွေအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေအခုညီကိုရရှိလာမျိုးတွေကြုံရတတ်တယ်ရွှေဝင်တတ်တဲ့အိုးအိမ်ချမ်းပြီးမိယာနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်လို့ရတယ်ဘာလို့လှုပ်လို့လက်ရှိမှာကိုယ့်ရဲ့အမိခံလှုပ်တာမျိုးကိုယ့်ရဲ့ကိုကိုယ်တိုင်ကိုယ့်ရဲ့ဘိုင်နဲ့အမိတက်ပြီးတော့ကြိုးစားဆောင်ရအောင်အောင်မြင်လှုပ်တဲ့ရှင်တွေရရှိတတ်ပါတယ်ရွှေဝင်တာမျိုးတွေရွှေဝင်တာမျိုးတန်ဖိုးကြီးတဲ့ပစ္စည်းတွေ ်လက်ဆောင်ရရှိတာမျိုးတွေကြုံရတတ်တော့လာဖြစ်ပါလေအလားကုန်လုပ်ငန်းတွေအကျိုးပေးပါလေပကြီးပခုဘေးနေဘေးရစမ်းကြံတဲ့လို့ဆောင်အစောကအရေးတီးတခုမှအမှုတင်ညာနဲ့ပတ်သက်ပြီးတော့ရှေ့တူဆောင်ကလှုပ်ဆောင်ရင်အားသာခြင်းကောင်းမှုခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိနိုင်တော့လာဖြစ်ပါလေခင်ဗျာ အလုပ်ဟောင်းလုပ်ငန်းဟောင်းတွေကိုတိုးရှက်လုပ်ဆောင်လာမျိုးဟာအားသာပြင်ကောင်းမွန်ခြင်းနဲ့တိုးတက်ခြင်းနဲ့ရရှိတတ်လို့လုပ်ငန်းတဲ့အလုပ်တဲ့နဲ့ပတ်သက်ပြီးကိုယ်ပိုင်လုပ်ငန်းကိုယ်အမိခံပြီးဦးစီးဦးဆောင်လုပ်တဲ့အလုပ်ငန်းတွေမှာတုံဆိုင်တွေ့ဝေမနေပဲနဲ့ရဲရဲကြီးအခြေတူဆောင်ရလုပ်ဆောင်ရင်အားသာကောင်းမွန်ပါလေညီကိုမောင်နှမတွေရဲ့အခုညီထောက်ပံ့ကိုရရှိတတ်လို့အငွေရရှိတာမျိုးငွေကြေးနဲ့ပတ်သက်လို့အမှုကိစ္စနဲ့ပတ်သက်လို့မပြီးမပြတ်ဖြစ်နေတော့ကိစ္စတွေမှာပြီးပြတ်အောင်ဆောင်ရနိုင်မလားပြီးပြတ်အောင် အားသာနိုင်တယ်လားအဲ ဖြစ်တဲ့အတွက်တရားထက်ကောင်ကိစ္စတွေမှာရင်ဆိုင်နေရတဲ့မိတ်ဆွေဗုဒ္ဓရောက်တဲ့တမီးလက်ရှိကာလအတာအတွင်းမှာကံကောင်းမှုနဲ့အထောက်အပံ့ပြုပြီးတော့အားပြုပြီးတော့မိမိပတ်မှာအာသာနေတော့လာဖြစ်တာကတော့အတိတ်ရောက်ဖို့ဆရာကပြောရပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာအတွင်းအတွင်းမှာဆိုလို့ရှိရင်တော့အဲဆွနာလိုပေါ့အနုပညာဆိုင်ရာလုပ်ငန်းတွေအနာဂတ်ဆိုင်ရာလုပ်ငန်းတွေအဲအယောင်ဝယ်ဆိုင်ရာလုပ်ငန်းတွေပြီးတဲ့အခါဖန်စီပစ္စည်းအစားရှိတာတွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေရေထွက်ကုန်ပစ္စည်းတွေအကျိုးပေးပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေနဲ့ပတ်သက်ပြီးတော့အကူအညီထောက်ပံ့တွေရရှိတတ်တယ်လို့အများနဲ့ဆိုင်ရာ လုပ်ငန်းတွေကိုတော့လှုပ်ဆောင်တဲ့အခါမှာအားသာကောင်းမှုတိုးတက်နိုင်ပါတယ်ပြီးရကမိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွင်မှာမိမိတို့ရဲ့စိတ်ထဲမှာမျောလင်းတောင်းတထားတဲ့အရာလေးတွေမိမိတို့ဖြစ်ရှင်တဲ့အရာလေးတွေကိုဖျားတက်တော့ကာလဖြစ်တယ်သို့တော်တခုတော့ရှိတယ်မလုပ်ရင်ဘာမှဖြစ်မလာပဲနဲ့ကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့စူးစမ်းဆွမ်းဆောင်ရင်အားသာဒီကောင်းမှုတွေရရှိတတ်တယ်လို့လုပ်ငန်းတဲ့အလုပ်တွေစတင်လုပ်မယ်အမိခံလုပ်မယ်ဆိုရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တဲ့အတွက်ဆောက်လန်းလှုပ်ဆောင်တင်တော်လာဖြစ်တာအသေးကြပဲဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်လာရင်လည်းအဲတိုးတက်တာမျိုးလေး တင်ဝတ်တက်တယ်သို့သော်တတိယဆင်နေရာမှာနိုင်ငံခြားခရီးသွားတဲ့ပတ်သက်တာမျိုးမျိုးတွေ passport visa လုပ်ငန်းတွေလည်းပတ်သက်လာရင်တော့နည်းနည်းလေးငွေကုန်ကြေးကျများတာမျိုးနှစ်ခါပြန်လုပ်ရတာမျိုးလေးတွေအခက်အခဲလေးတွေတော့အငဲငယ်တင်ဝတ်တက်တဲ့အတွက်တော့သတိပြုဆင်ခြင်ရာလိုအပ်ပါတယ် service ရင်းနဲ့ပတ်သက်ပြီးတော့မောင်းနေတဲ့အခါမှာလည်းတတိယဆင်ခြင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာကောင်းပြီတို့ပြင်မိတ်ဆွေတို့လူငယ်တွေအစီအစဉ်မှာဆိုရင်တော့ အားနေပါတယ်မြစ်တာရဲ့အချင်းကြီးနဲ့ပတ်သက်လာရင်တော့တဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးလေးတယောက်နဲ့တယောက်စိတ်ဆူးစိတ်ကောက်ပြီးအဆက်အသွယ်ပြတ်တာမျိုးလေးတွေကြုံရတတ်တယ်လို့လူငယ်များအချင်းကြီးနဲ့ပတ်သက်ပြီးမိမိချက်တော့မြန်လို့တော့သူ့ကိုဖွင့်ပြောကမှအခွင့်အရေးတမား တကူကောင်းတမားဆိုတာမျိုးကိုယ့်ကိုဟိုငကူကရဲ့ကင်မင်မှုတွေရက်တန့်သွားတတ်သောကာလဖြစ်တဲ့အတွက်အချိန်မှာတော့ဆရာတို့ဇော်ဂျီကိုခတ်အောင်မဟုတ်ပါဘူးအချိန်ရင်းနဲ့ပတ်သက်လာရင်တော့မိမိတို့နဲ့ဖွံ့ဖြိုးမှုအားနည်းနေသောကာလဖြစ်တဲ့အတွက်ဆရာတို့ခလေးလေးပဲလို့ဖို့လူအကြောင်းနဲ့ဘောဝါစာဝါခွာအိတ်တာကောင်းပါလေအဆက်အသွယ်ပြက်လာမျိုးလေးဒီခန္ဓာစိတ်ဆိုးစိတ်ကောင်းအကြောင်းအရာမျိုးဆိုနဲ့ခွဲခွာရတတ်သောကာလဖြစ်ပါလေအိမ်ဟောင်ရှင်များအဖို့ကတော့ငကူကဝေးကွာနေသောအိမ်အောင်တက်တည်နေပတ်သက်ပြီးပြန်လဲဆက်အသွယ်ရရှိတာမျိုးငကူကဝေးကွာနေသော အဲ့တော့အဆက်အသွယ်ပြည့်နေတော့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့ကြိုးစားပြီးတော့ဟိုလာအဆင်ပြေအောင်ညှိနှိုင်းဆောင်ရွက်တင်တယ်အေးချမ်းမှုတွေငြိမ်းချမ်းမှုတွေအားနည်းခဲ့တော့ဘုလိုဖူးရောက်ကတော့မိနေများတုံးနဲ့တူတယောက်နဲ့တယောက်ပြည်လေအောင်စိစံညှိနှိုင်းတိုင်ပင်ဆောင်ရွက်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိစေနိုင်တော့လဖြစ်တာတော့အတိအကျကိုဆရာကပြောရပါတယ်အိမ်တော်ရင်းမှာမိသားစုရင်းမှာအိမ်တွင်းမှာအဆင်မပြေအခက်ခဲလေးတွေရှိလာရင်နံပါတ်1ငွေချင်းနဲ့ပတ်သက်ပြီးတော့ကတောက်စားဖြစ်တာမျိုးနေတဲ့ကြောင့်စကားများရတယ်ဒုတိယအချက်ကသားသမီးနဲ့ပတ်သက်ပြီးတော့ညှိနှိုင်းမရနေရာထိုင်ခြင်းနဲ့ပတ်သက်လို့ညှိနှိုင်းမရတာမျိုးနေနေတယ်ကြောင့်အားနည်း ဲစီတယ်။ယာဟုလုပ်ငန်းကိုင်ကံယာဟုတက်ဖို့အတွက်အမျော်လင့်နေတဲ့မိတ်ဆွေများဖြစ်နိုင်ရင်မိမိကလူကျင်တာကတဏှာရရှိတာကတဏှာဆိုတာမျိုးတဏှာဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့အနည်းငယ်လေးဒီလာဟာတော့မတိုးနိုင်ဘူးလို့မပြောဘူး50 50ပဲကံကရှိနေတာကိုလက်ဆရာကတွေ့ရပါတယ်။စပစ်စီဆိုင်ရာလုပ်ငန်းတွေစံစီစီစာစပစ်စီစာတော့ကုန်တဲ့ပတ်သက်တော့လုပ်ငန်းတွေရှိတိုးဆောင်ရတိုးချက်အောင်နေပြီးတော့အကျိုးပြုစေပါတယ်။ဘုဒ္ဓကုရအောင်တသမီးတွေဒီလာတာတော့တွေ့မှာဆိုရင်အကျိုးပြီးတော့အရာအောင်နေနေဆိုရင်တော့မိုးပြအရာအောင်အပန်းအရာအောင် အဝါရဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုမရှိပါနဲ့အကျိုးပေးစီသောကဏ္ဍအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍငါးကဏ္ဍမိတ်ဆွေတို့အနေနဲ့အဲချစ်ကဏ္ဍဟာကံကိုတိုးတက်ပြီးတော့အာသာကောင်းမှုရှိပါတယ်အကျိုးပေးသောအရာဟာတော့အနောက်ဆူဆူရဖြစ်ပါတယ်စန်းတီညာအရာကတော့တောင်ရဖြစ်ပါတယ်ဒီလက်တာတော့တွင်မှာမိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုစောင့်ရပြီးတော့ဆုလုဆောင်တဲ့အခါမျိုးတွေကြရင် မိတ်ဆွေတို့ရဲ့အိတ်တဲကိုမိတ်ဆွေတို့ရဲ့အိတ်တဲကိုဒီခွေးအဝါရောင်လေးဖြစ်စီအဲအဝါရောင်ကျိုးစာလေးတစ်ခုကိုနော်ချီနောင်ပြီးတော့အထုံးလေးတစ်ထုံးချီချီနောင်ပြီးတော့ပြောဆိုလို့ဆောင်ရင်အောင်မြင်ချင်းတုတ်တက်ရှင်နေရရှိမယ်ဆိုတဲ့လဖြစ်ပါတယ်ခင်ဗျာအလီသားစင်ကြင်ရမယ်အချက်ကလေးတွေကိုဆက်ပြောကြည့်ပါမယ်အကျိုးပေးစေတော့နေသားအနေနဲ့ဆိုရင်တော့ဒီလတာတော့ဒီမှာတနင်္ဂနွေသားသမီးဗုဒ္ဓဘုရားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးပါကံရဲ့တိုးတက်မှုနဲ့အားသာမှုကိုရရှိနိုင်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာဒီလတာတော့ဒီမှာတတိသားစင်ကြင်ရမယ်အချက်လေးတွေကဘာကိုလှုပ်လို့ ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာတိတိတကျစရင်းစရာနဲ့လှုပ်ပါရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာမျိုးခရီးသွားဆိုင်ရာကိစ္စလေးတွေမှာအဲ allotment တတိအလင်းစလို့မလုပ်ပါနဲ့အဖက်မတင်ဖြစ်ရတာမျိုးလေးတွေကြုံရတတ်တယ်။ဘာသာရေးဆိုင်ရာကိစ္စလေးတွေဘယ်ကလဲတော့ကြောင်းဆောက်တာတွေမှာဖြစ်နိုင်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့တကယ်လက်တွေမလုံနိုင်မနဲ့ကြိုတင်ဂရိပေးတာမျိုးဖြစ်စေမိမိတို့ဘာကိုတော့လှုပ်ပေးမယ်လို့ဂရိခံပြီးတော့မှနတ်တို့ဘာညာတွေအဆောင်ချက်တွေတိုင်ကြပြီးဆရာတွေတိုင်ကြပြီးလှုပ်ပြီးပြီးတော့မှလှုပ်ပြီးဖို့မေ့နေတာမျိုးတွေမဖြစ်ပါစေနဲ့အဲ ဓာတ်ကလက်ပိတ်စီတော့ကာလာဖြစ်တဲ့အတွက်တပ်ပုံတွေဆိုရှယ်မီဒီယာမှာနာနာတူတွေတတိထားဖို့လိုအပ်ကြောင်းနဲ့ထပ်လောင်းပြောကြားလိုပါတယ်ဖြစ်နိုင်မိမိတို့အနေနဲ့ဒီလအတာတော်တွေမှာဆိုရင်တော့လရဲ့အကုန်25ရက်နောက်ပိုင်းကြာရင်မစ်လို့ရဲ့ကံကညံ့စီတက်တဲ့အတွက်ကြောင့်မလို့အရေးကြီးတော့ကိစ္စတွေကိုလ25ရက်မကျော်ခင်တော့တွင်းမှာလှုပ်ဆောင်ဆောင်ရွက်တာအားသာပြီးတော့ကောင်းမွန်တိုးတက်နိုင်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာထို့ပြင်မစ်လို့အနေနဲ့ဘာလို့လို့တောက်ကြတာသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးကကံကိုအားနည်းစီပြီးတဲ့အခါ အနီယောင်အတားယောင်တွေကမစ်စုတွေကကံကိုညံ့နေပါတယ်ခင်ဗျ။ဘာကိုဖြစ်ဖြစ်အရေးကြီးတော့ကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာ25ရက်မကျော်ခင်မှာလှုပ်ဆောင်မှာအစီအပြေနိုင်ပါတယ်။ဒါပြင်မစ်စုတို့အနေနဲ့အဲဟိုမိမိတို့နဲ့ဘာသာရေးဆိုင်ရာကိစ္စလေးတွေမှာဝေပန်အကြံပေးတာမျိုးတွေဖြစ်နိုင်လို့ရှိရင်သူဟိုကဲ့ရဲ့ရှုံချအပြစ်တင်တာမျိုးလေးတွေကိုအားနည်းစေပါတယ်ခင်ဗျာဒါလေးကိုထပ်လောင်းပြောကြားလိုက်ပါရစေမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ပုံတွေအယောင်အတွက်အယောင်ဖက်စီဖို့ မိတ်ဆွေတို့ရဲ့ပုံပစ္စည်းကိုမပြောမိမှာဆီယံငယ်နာပြည်မိချင်းကိုကို3ညာနဲ့ကို3ညာ၄တက်လျှောက်790 290 416မှာ WF Telegram မှာဖြစ်စီ Viber မှာဖြစ်စီစက်တော့မိမြန်နိုင်ပါအကြောင်းနဲ့ဆီယာဖြစ်တော့မစင်ညာကနေလည်းဧည့်သည်လက်မခံတယ်အခုနောက်ပိုင်းမှာဒီဆီယံငယ်ပုံမြတူးကြီးဖုံးလုံးပြီးပေးနေတယ်ဆီယာလည်းနှလုံးမထူဘေးလည်းမပေးတိလည်းမသိဘူးတိရင်လည်းကြောက်ရင်လည်းဝိုင်းကြောင်းဖုံးလာလို့ပြောလိုပါတယ် မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ပုံတွေအယောင်းတွေအယောင်းဖတ်စီဖို့ plus ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုဆရာတို့ငပြောသီးတစ်လုံးနဲ့အခွန်အခွာသေးတဲ့ငပြောသီးတစ်လုံးနဲ့တစ်လုံးနဲ့တော့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောက်ကောင်းအောင်ထိတွေ့ရိုက်ပုတ်ပြီးတော့ပြောဆိုလိုက်ရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်းဝယ်ပတ်ပြီးအယောင်းဝယ်ထပ်လာပါလိမ့်မယ်အဆက်ဆက်ရတဲ့တရတာလို့အစင်ပြအောင်မြင်တိုးတက်စီရန်တို့ကအဋိဌံပြုတ်လို့တပတ်ဆိုတဲ့မိတ်ဆွေများခင်ဗျာမိတ်ဆွေတို့ရဲ့အဋိဌံပြုတ်လို့တပတ်ဆိုလို့ရှိရင်တော့ ဆရာတို့ဗာလဲဟိုမဟာသမယတုတ်ကိုအကျွတ်ဆိုတာမျိုးဖြစ်စေဗဒီနဲ့ပတ်သက်လာတဲ့အခါမှာသူကတော့လောကဝိဓုဆိုတော့ပုံတော်ကိုမြတ်စွာဘုရားရှင်ကမျိုးမှန်းပြီးတော့တနေ့ကိုရှစ်ပတ်လုံးနဲ့ရှစ်ရက်တိတိအတိတ်ကဝင်လာရင်ကံညံ့မှုတွေအားနည်းမှုတွေဟာချက်ချင်းမတက်ကိုရုပ်တရက်ကံကောင်းလာပါလိမ့်မယ်မိမိအိမ်အတွင်းမှာဘုရားရှင်တို့အပဲ့ဒီအပြည့်ဒီရှင်စွန့်ပြီးပါ ထို့ပြင်ပြန်ကားညက်စီပါလေဘာသာရေးဆိုင်ရာတွေလက်ဆောင်ပစ္စည်းတွေဓာတ်ပုံတွေရရှိလာလို့ရှိရင်ဖြစ်နိုင်ရင်လက်မခံတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဟုတ်ပြီဒီလခါတော်တွင်မှာအဆက်ဆက်အရာအစဉ်ပြေစီပြီးတော့ငွေကြီးကံအားကောင်းစီရန်တို့ကပြုလုပ်ရမယ်ရေဒီယာအနေနဲ့ဆိုရင်တော့ကျေလို့ဗကံများတစ်ချက်တည်းမှာမော်လုံးကြီးပေါ်က28လုံးတိတိထက်ဒါပြီးတော့တောက်ရေကတစ်ခွက်ထက်မိမိအိမ်ကမျက်စွာပြရမှာဖြစ်စီမိမိတို့ရဲ့ဈေးဆိုင်လုံးကရမျက်စွာပြရမှာဖြစ်စီ ငွေကြီးကိစ္စလက်လာပါကိစ္စအစင်ပြပါစီကြောင်းဆူတောင်းပြီးတော့ရင်းထဲမှာလှိုက်လိုက်လေလေရုံရုံကြီးဆူတောင်းပြီးတော့ပြီးတော့ရင်မြစ်တာဖို့အမြောက်ကြီးအောင်မြင်ကြီးတုတ်တက်ခြင်းနဲ့ပိတ်နေတဲ့လက်ကြီးအစင်ပြလာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ဘုဒ္ဓဘုရားဥဒါသမီးလေးငါလာပါကြီးတွင်မှာယရနာစိန်ကြောက်ဇေတော်တိုင်းကစားနိုင်လို့အောင်မြင်မှုအပေါင်းတရဖို့ဆောင်ကြပါစီကြောင်းဒီကနေ့မြစ်တာဖို့ထောပနာပြုရင်းနဲ့မနေ့မကြာဂျာဇာပိသသမီးတွေတို့ဆက်ပြရမယ်ခင်ဗျာစီးပါ